အနောက်ဘက်ရှိတောထဲတွင် တွေ့ရှိခဲ့ပြီးလေရင်မူးမိုးထက်အောင်ဤရုပ်အလောင်းကိုရှာတွေ့ကချင်ပြည်နယ်ဗမော်မြို့သို့စစ်ကူလာသောရဟတ်ရင်၃စီးကို KIA ပူးပေါင်းအဖွဲ့ကယနေ့ပစ်ခတ်ခဲ့ရာနစ်စီထိမှန်ပြက်ကျသွားခဲ့ပြီးပြက်ကျသွားသည့်တစီးကိုရွှေကူမြို့နယ်စီငန်းရွာအနောက်ဘက်ရှိတောထဲတွင် တွေ့ရှိခဲ့ပြီးလေရင်မူးမိုးထက်အောင်ဤရုပ်အလောင်းကိုရှာတွေ့ကြောင်း KIA ရှေ့တန်းတည်င်းမြစ်ကပြောဆိုသည်ယနေ့မွန်လွဲတနအီကျော်အချိန် ဗမောစကခာ၂၁တုစစ်ကူလာပို့သောစေရဟရင်၃စီးကို KIA ပူပေါင်းတပ်များကပစ်ချခဲ့ခြင်းဖြစ်ပြီးပိုင်ပိုင်နိုင်နိုင်ပစ်ခတ်လိုက်နိုင်သောစေရဟရင်တစီးမှာရွှေကူမြို့အေယာဝတီမြစ်အနောက်ဘက်အချမ်း KIA တက်ရင်ငားနယ်မြေရှိတောထဲသို့ပြက်ကျသွားကြောင်းရင်းရဟရင်ပြက်နေရသူ KIA တပ်ဖွဲ့ဝင်များရောက်ရှိသွားပြီးဖြစ်ကြောင်းရင်ရဟရင်တွင်စစ်တပ်မှဖြူဟာမှုနှင့်အဖွဲ့ပါဝင်ပြီးအားလုံးတည်ဆုံကြောင်းသိရှိရသည့်ဖြူဟာမှုလာလဲတာ အဲ့ဒီရဟတ်ယင်ကပြစ်လိုက်တာထိမှန်ပြီးတော့ရွှေကူကနေအေယာဝတီမြစ်အနောက်ဖက် KIA တက်ယင်ငါးတောထဲမှာပြက်ကြတယ်အဲ့ဒီနေရာကိုငါတို့ KIA ကလူတွေရောက်နေပြီနောက်တစီကတော့ရွှေကူမှာအရေးပေါ်စင်နာမှာဘေးဆောင်ကြီးလဲစင်းသွားတယ်ပန်ကကျိုးသွားတယ်ပြန်တက်လို့မရတော့ဘူးငါတို့ပြစ်တာရဟတ်ယင်နှစ်စီးစလုံးပြက်သွားတယ်တောထဲမှာပြက်သွားတဲ့ရဟတ်ယင်မှာဖြူဟာမှုပါတယ်အားလုံးတည်တယ်ငါတို့အဖွဲ့တွေရောက်နေပြီ ရွှေကူမှာအရေးပေါ်ဆင်းတဲ့ကောင်ကပန်ကာကျိုးသွားပြီးဘေးဆောင်ကြီးလဲနေတယ်ဟု KIA ရှီတန်းတည်င်းမြစ်ကပြောဆိုသည်ယခင်ကလည်း KIA ကစစ်ကောင်စီတပ်ဤရဟတ်ရင်နဲ့တိုက်လေရင်များကိုပြက်တီအထိပြစ်ချနိုင်ခဲ့သည်2021ခုနှစ်မေလ3ရက်နေ့ကချင်ပြည်နယ်မိုးမောက်မြို့နယ်မြို့တင်းနှင့်ကုန်းလာကြားတွင်စစ်ကောင်စီဤမှာ35တိုက်ခိုက်ရေးရဟတ်ရင်ကိုကချင်လွတ်မြောက်ရေးတပ်မတော် KIA ကပြစ်ချခဲ့ကြောင်း ထိုတို့ပြစ်ချခဲ့မှုကြောင့်ယဟယင်ပြက်ခဲ့ပြီးယဟယင်မူဘိုမူကျော်စီယာထွန်းဘိုကြီးတန်းထွန်းလဲအုတ်ခွဲတက်ချက်ကြီးကျော်စွာအောင်တို့တည်ဆုံးခဲ့ကြသည်2024ခုနှစ်ဇန်နဝါရီလ3ရက်နေ့နနက်10:59မိနစ်အချိန်တူမြိုင်းမော်မြို့နယ်နာဖောစစ်တပ်စခန်းသို့ရိတ်ခါလာပို့သည့်စစ်တပ်ထောက်ပို့မိုင်၁၈ယဟယင်တစီကို KIA ကပြစ်ချခဲ့ပြီးစစ်ယဟယင်ပေါ်၌လိုက်ပါလာသောစစ်ကောင်စီတပ်ဖွဲ့ဝင်၈ဦးတည်ဆုံးကရဟား တည်ရင်လည်းပျက်စီးသွားခဲ့သည်2024ခုနှစ်ဇန်နဝါရီလ16ရက်နေ့တွင်လည်းရှမ်းမြောက်ဒေသကုတ်ခိုင်မြို့နယ်နက်ဖက်ကရွာတိုက်ပွဲဒေသထံသို့ဘုံးလာကျဲခဲ့သည့်စစ်ကောင်စီ၏တရုတ်လုံ2000တိုက်လေရင်ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကပစ်ချခဲ့သဖြင့်တိုက်လေရင်ပြတ်ကျသွားခဲ့သည်